န္တလေးမြို့ပေါ်မှာအစင်းနဲ့နေထိုင်သူတွေကိုယာအိမ်မှုနဲ့ပြည်သူစစ်အမိခံပြူစောတိတွေပါဝင်တဲ့ဆိုးစုကအကြောင်းမဲ့ချမ်းချောင်းငွေညစ်တာတွေလုပ်နေတယ်လို့မြို့ကံတွေက MP ကိုပြောပါရယ်။အစင်းနဲ့နေထိုင်သူတွေကိုငွေကျပ်တသိန်းတောင်းတယ်လို့73မြင်းဆောင်တွေနဲ့မတရားအိမ်အောင်စုလို့နေမြင့်မတူသူတွေကိုအကြမ်းဖက်မဟုတ်ကြောင်းအာမခံကြီးဆိုပြီးတော့ကျပ်ဆယ်သိန်းအထိငွေညစ်တောင်းတယ်လို့မန္တလေးမြို့တင်မှာနေထိုင်သူတို့ကပြောပါရယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကလည်းစက်သိန်းထောင်ချီတန်အင်ကိုရောင်းချပြီးတော့မန္တလေးမြို့မဟာအောင်မြေမြို့နယ်ထဲပြောင်းရွှေ့လာတဲ့မိသားစုတစ်ခုကိုစိုးစုခန့်ရာအိမ်မှုနဲ့ဘိုးကြီးအဆင့်ရှိသူဆိုတဲ့ပြူစောတီတို့ပါဝင်တဲ့ပူပေါင်းအဖွဲ့ကချိန်ချောင်းငွေညှစ်ခဲ့ပါသေးတယ်။ဒါအပြင်စိုးစုဟာမန္တလေးမြို့ပေါ်မှာအဲစင်းနဲ့နေထိုင်နေတဲ့အိမ်ငါနဲ့စစ်ပေးရှောင်လာသူတွေကိုလည်းစစ်မှုထမ်းဆင်းကောက်တာတွေပြုလုပ်နေတာကြောင့်စိုးရိမ်ထိန်းလန့်စွာနဲ့နေနေရတယ်လို့မြို့ခံတွေကပြောပါတယ်။ 2024ခုနှစ်ကစပြီးမန္တလေးတိုင်းအတွက်မှာစိုးစုနဲ့တော်လိုင်းရေးတက်တွေကြားတိုက်ပွဲတွေပြင်းထန်လာတာကြောင့်မိုးကုတ်တပိတ်ချင်းစင်ကူမတရားမြင်းကျန်နှထိုးကြီးစတဲ့မန္တလေးတိုင်းအတွက်မှာရှိတဲ့မြို့တချို့ကစပေးရှောင်အများအပြားဟာမန္တလေးမြို့ပေါ်မှာပြောင်းရွှေ့နေထိုင်လာကြတာလို့မြို့ခံတွေကပြောပါတယ်။